ဟယ်လိုအားလုံးမင်္ဂလာပါ Multi Variety ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဘလုံးလောကရဲ့နောက်ဆုံးရအပြောင်းအလဲသတင်းတွေကိုတင်ဆက်ပေးမှာမို့လို့စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်အတူတူအဆုံးလိုက်ကြည့်ဖို့မျှော်လင့်ပါတယ်ခင်ဗျာဆိုတော့အားလုံးပဲကျွန်တော်တို့အဆုံးကြည့်လိုက်ရအောင် Let's go ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိတ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner ပရီးမီယံလိုင်းထက်တန်းတင်ကြီးသတင်းဖြစ်တဲ့ချက်စီတင်ကဒီနေ့ညရီပြောင်းချီဈေးကွက်မှာအတင်းရဲ့ငါတော်မကသာတမနိုနီမာရူရာကီကိုရောင်းချဖို့ပြင်ဆင်နေပါတယ်။နိုနီမာရူရာကီကိုချက်စီတင်ကဝယ်ယူခဲ့တဲ့ပေါင်တန်း40နဲ့အထက်ရရင်ပြန်လည်ရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပြီးပက်တရွန်တူရဲ့လက်ရှိခြေစံကောက်ပြတာထားနိုင်မှုအစီပါဝီလီယံရောက်ရှိလာမှုတို့ကနိုနီမာရူရာကီကိုရောင်းချဖို့စဉ်းစားနေခဲ့တာဖြစ်ပါတယ်။ဒီပြောက်ဖွဲ့ဝင်အနေနဲ့လည်းနိုနီမာရူရာကီရဲ့ကျူးစားလို့ရှိမရှိတဲ့အရာကိုသဘောမကျဘူးလို့သိရပါတယ်။နိုနီမာရူရာကီကိုလက်ရှိမှာအေဗာတန်၊ယူကာဆဲ၊အက်စတူမီလာ နော်တရံဖော်တဲ့တော့ဆင်ဝင်စားနေရလို့သိရပါတယ်ဒီဒရင်တော့ Sky 2ကပေါ်ပြထားပါမန်ချက်စတာယူနိုက်တက်တင်ကပရမိုတင်ရဲ့တောင်ပန်သမားရန်အမ်မူတို့ပြောင်းရွှေ့ချင်းကြီးနေတဲ့နေရာမှာအဆင်မပြေဖြစ်နေပါတယ်။ရဖို့တင်ဘက်ကယူတန်း60နဲ့အထက်ရရှိချင်နေပြီးမန်ချက်စတာယူနိုက်တက်ကတော့အမ်မူမူတို့အပူစုကြီးအပါဝင်မှာယူ95တန်းတိပဲပြေးချလို့နေရပါ။အသင်းသားက ပြောင်းရွှေ့ခြင်းအနေနဲ့ငါးတန်းနှစ်ကိုဟားနေပြီဒါကတော်တော်လေးညှိနှိုင်းခဲ့တဲ့ပမာဏတစ်ခုဖြစ်တယ်လို့ Skyfall ပေါ်ပြထားပါတယ် Manchester United နဲ့တင်းရဲ့ဥဆောင်ဥက္ကဋ္ဌဥမာဘရဒါကတော့မင်းတို့တင်းနေတဲ့ကစားသမားများကိုမတန်တဆပြောင်းရွှေ့ခြင်းပြီးခေါ်ယူရမှာမဟုတ်ဘူးလို့သိရပါတယ် Manchester United ကလက်ရှိချိန်ထိမတူတဲ့ကူညာကိုခေါ်ထားပြီးအခြားသောတပ်ဖြစ်ပြတ်တင်နေတဲ့ Victor Ukraine, Victor Osimhen, Amumu တို့ကိုစိတ်ဝင်စားနေပါတယ်ဒီတင်းကတော့ Skyfall ပေါ်ပြထားပါ ယခုနေ့နေရာတွေပြောင်းပြင်စေကွက်မှာထွက်ခွာတော့မယ်လီဗာပူးလ်တင်းရဲ့တိုက်စစ်တော်မှာဒါဝင်နူးနက်ကိုအီတလီစီးရီးအသင်းတွေဖြစ်တဲ့အင်တာမီလန်နာပိုလီအစီမီလန်တို့ကစိတ်ဝင်စားနေပါတယ်ဒီမှာပါနာပိုလီတင်းကကစားသမားဖြစ်သူနဲ့ပုဂ္ဂိုလ်ဆန်တာတော့ဘောတူတချို့ရထားတယ်လို့သိရပါတယ်ဒါဝင်နူးနက်ကဒီနေ့နေရာဒီမှာလီဗာပူးလ်တင်းကနေတကြပေါက်ထွက်ခွာတော့မှာဖြစ်ပြီးလီဗာပူးလ်တင်းဘက်ကလည်းယူတန်90နဲ့ထက်ရရှင်ရောင်းချတော့မယ်လို့သိရပါတယ်နာပိုလီတင်းဘက်ကကစားသမားနဲ့ဆွေးနွေးမှုတစ်ခုပြုလုပ်ထားပြီးလမ်းမရပိုင်းတွင်းမှာပဲလီဗာပူးလ်တင်းကိုကန်လန်းနာဖို့ရှိနေပါတယ်ဒီတရင်တော့နံပါတ်ကြီးအီတလီတင်းဌာနဖြစ်တဲ့စကိုင်းအီတလီယာကပေါ်ပြထားတာပါ အာဆနယ်တင်းကတော့ချောက်ကျိုးစားလာခဲ့တဲ့ဘင်ဂျမင်ဆက်စကိုအပြောင်းရှင်မှာယခုတည်းလည်းအဆင်မပြေဖြစ်နေသေးပဲလို့သိရပါရယ်။ကစားသမားဖြစ်သူနဲ့ပုဂ္ဂိုလ်ဆိုင်ရာတဘောတူမျိုးအပြေအဝမရရှိသေးသေးလို့လိုက်စစ်တင်းနဲ့ပြောင်းဖြစ်ချင်းညှိနှိုင်းတဲ့နေရာမှာလည်းအဆင်မပြေဖြစ်နေပါရယ်။ကစားသမားဖြစ်သူကလာစာကိုတပတ်ကိုယူနှစ်သိန်းခွဲအထိရရှိချင်နေပြီးအာဆနယ်တင်းကတော့အလောက်ထိပေးချေဖို့မလိုသေးဘူးလို့ယူဆနေပါရယ်။ကစားသမားဖြစ်သူနဲ့ပုဂ္ဂိုလ်ဆိုင်ရာတဘောတူမျိုးတို့ချုံမရထားတယ်လို့လိုက်စစ်တင်းနဲ့ပြောင်းဖြစ်ချင်းညှိနှိုင်းတဲ့နေရာမှာလည်းလိုက်စစ်တင်းတောင်းဆိုတဲ့ယူတန်း90အထိအာဆနယ်တင်းကပေးချေလို့ပြေလုံးဝမရှိပါဘူး။ဒါကြောင့်ကစားသမားဖြစ်သူနဲ့ အတင်းဖြစ်သူနဲ့ပါညနိုင်ရအဆင်ပြေပြေဖြစ်နေတဲ့အာဆင်နယ်တင်းဟာဘင်ဂျမင်ဆက်ကိုစားပြတာယူခရိန်ကိုပြန်လည်ဥပဒေလာဖို့ရှိတယ်လို့နံပါတ်ကြီးသတင်းဌာနဖြစ်တဲ့ Telegraph ကဖော်ပြထားပါဗျာ။ ဥရောပထိပ်သီးအသင်းကြီးတွေဒီနေ့ညနေမှာအသေးအတာစိတ်ဝင်စားခဲ့ကြတယ်။ပြီးပါတော့တာမန်ကစားသမားနီကိုဝီလီယံဟာဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ရွေးချယ်သွားပြီလို့သိရပါတယ်။ဘာစီလိုနာအသင်းနဲ့နီကိုဝီလီယံတို့ကပုဂ္ဂိုလ်ဆိုင်ရာသဘောတူညီလဲရရှိသားပြီဖြစ်ပါတယ်။နီကိုဝီလီယံကဘာစီလိုနာအသင်းမှာတနစ်ကိုယူရို9တန်းနဲ့10တန်းကြာရရှိတော့မှဖြစ်ပြီး၆နှစ်စာချုပ်ချုပ်ဆိုတော့မှဖြစ်ပါတယ်။နီကိုဝီလီယံအတွက်စာချုပ်ဖြစ်သိမ်းခြင်းဖြစ်တဲ့ယူရို58တန်းကိုပြေးချေဖို့ဘာစီလိုနာအသင်းကလည်းနီလန်နဲ့စတင်ရှာဖွေနေပြီဖြစ်ပါတယ်။ ပြပအိုတင်းဘက်ကလည်းစာချုပ်ပတ်သိမ်းကြီးဖြစ်တဲ့ U 58တန်းကိုတော့ရရှိခဲ့မယ်ဆိုရင်ဒီကိုဝီလီယံကိုလည်းလက်တော်ဖို့အတင်းရှင်းနေပါတယ်ဒီသတင်းကိုတော့နံပါတ်ကြီးသတင်းထောက်ဖြစ်တဲ့ Fabrizio Romano ကိုလည်းတင်လာဖြစ်ပါတယ်ဒီနေ့ညရီမှာအတင်းကြီးတွေတိုက်စစ်ပြမဖြစ်ခဲ့တဲ့ Vita Ukraine Agent က Real Madrid အသင်းကိုသူ့ရဲ့ကစားသမားကိုခိုယူဖို့ကမ်းလှမ်းခဲ့မယ် Real Madrid ဘက်ကပယ်ချခဲ့လို့သိရပါတယ် Real Madrid အသင်းကတိုက်စစ်နေရာအတွက်တိုက်စစ်မှုတယောက်ခိုယူလို့နေပေမဲ့ Vita Ukraine ကိုတော့ချေချီချီပီပီခိုယူသွားမှာမဟုတ်ဘူးလို့သိရပါတယ် စပူတင်လင်းစမှုဘက်ကလည်းဗီတာယူကရက်ကိုယူတန်း80နဲ့အထက်မှမရရင်မရောဘူးလို့သတင်းတွေထုတ်ပြန်ထားပါရတယ်။ဒါကြောင့်ယူရမဒရစ်ဘက်ကလည်းပြောင်းချိန်ကြီးအများကြီးပေးရမယ့်ဗီတာယူကရက်သာတခြားသောဈေးသက်သာတဲ့ပြမှတ်တွေကိုလိုက်လံရှာဖွေနေရလို့သိရပါရတယ်။ဒီသတင်းကိုတော့မကားဖော်ပြထားပါဗျ။ ုံးနေချင်းချင်းဝဲကြတဲ့မချူရီဖရဒီပြိတ္တာတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ပတ်တွေမှာလည်းနောက်ထပ်ပိုကောင်းတဲ့အားသာအစီအစဉ်တွေနဲ့ကျွန်တော်တို့ပြန်လာခဲ့ဦးမှာမလို့မချူရီဖရဒီ Facebook page ကို like and follow လုပ်ရဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ YouTube ကကြည့်နေတဲ့ညီကိုညီလေးတွေလည်း channel လေးကို subscribe လုပ်ရဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ပတ်မှာအတူတူပြန်ဆောင်တွေ့ကြပါမယ်ခင်ဗျာ